ကိုရီးယားမှာရှိတဲ့မြန်မာစားသောက်ဆိုင်တစ်ဆိုင်မှာတချင်းဆူမီယာကနေပြီးတော့လက်ရှိပွဲဖြစ်နေတဲ့ဆိုရောပိုပိုကိုရီးယားမှာရှိတဲ့မြန်မာလူမျိုးတွေအများအပြားဆူဝေးရနေရဖြစ်တဲ့ဘူဖြောင်းဆိုတဲ့မျိုးလေးမှာမြန်မာစားသောက်ဆိုင်အများအပြားနဲ့အခြားမြန်မာဖုံးဆိုင်အများအပြားရှိပြီးတော့မြန်မာတွေအတွက်စီကားတဲ့နေရာလည်းဖြစ်ပါတယ်ဒီနေရာမှာရှိတဲ့စားသောက်ဆိုင်တစ်ဆိုင်မှာဆိုရောပိုပိုက တချင်းဆိုခဲ့မိတာပါပုပ်ပိုတချင်းဆိုနေတဲ့အချိန်မှာဆိုင်ရှိကိုလာပြီးတော့ရေဘောစီအမှုပညာရှင်အစိုးရပုပ်ပိုအလိုမရှိဆိုပြီးတော့ဆိုင်းဘုတ်တွေထောင်းပြီးတော့ဆန္ဒပြကြတာလည်းဖြစ်ပါတယ်အဲ့လိုဆန္ဒပြနေတဲ့အချိန်မှာပုပ်ပိုဘက်ကလူတွေနဲ့ဆန္ဒပြတဲ့လူတွေဟာတယောက်တစ်ခွန်းစကားများရာကနေပြီးတော့လူဆွဲရလောက်တဲ့အထိ စကားများရန်ဖြစ်ကြတာလည်းဖြစ်ပါတယ် ခိုင်ရန်ဖြစ်ပွားတဲ့အချိန်မှာဆိုရင်လေပူပိုးဘက်ကလူတွေကသူတို့ဟာနိုင်ငံပေါ်တစ္ဆာဖောက်တဲ့ပုံစံမျိုးမဟုတ်တဲ့အကြောင်းနဲ့ဆန္ဒပြနေသောလူတွေထက်အမိနိုင်ငံကိုပိုပြီးချစ်တဲ့ဆိုတဲ့အကြောင်းတွေပါထုတ်ဖော်ပြောခဲ့တာလည်းဖြစ်ပါတယ်ဆယ်လီဇွန်နီလာထေးကလည်းလိုက်လွန်ပြီးတော့ပူပိုးဘက်ကမှားတာမဟုတ်တဲ့အကြောင်းနဲ့တော်လန်ရေးသမားတွေက အိုဘာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုလည်းဇွန်နီလာထေးကလိုက်လွန်ပြီးတော့ ပြောထားတာကိုလည်းတွေ့ရပါတယ် တချို့သောသူတွေကလည်းနာမည်ကြီးအဆိုတော်တယောက်ဖြစ်နေတာတောင်မှကိုရီးယားမှာရှိတဲ့အယတမန်ငမူးတွေနဲ့လာပြီးတော့ပျော်ရအောင်ဒီအနောက်တီပေါ်နေတာဆိုပြီးတော့လည်းချန်ပီယံချက်တွေမှာလည်းတွေ့ရတာဖြစ်ပါလေပူပူကတော့တာမန်လူတယောက်လိုပဲကိုရီးယားမှာလဲပတ်သွားလာခြင်းနဲ့အပေါင်းအသင်းတွေနဲ့အတူကိုရီးယားရဲ့တချို့ပွဲလေးတွေမှာဆိုရင်လည်းအဖိုးအဖွားတွေနဲ့အတူလိုက်ကနေတဲ့ ီဒီယိုဖိုင်တွေကိုလည်းတွေ့ရတာဖြစ်ပါတယ်တကယ်တော့အစိုးရပူပူဒီဆိုတဲ့ဆိုင်ကလည်းဆိုင်ကြီးမဟုတ်ဘဲနဲ့ဘူပြောင်းမှာရှိတဲ့လေပြည်ဆိုတဲ့မြန်မာစားသောက်ဆိုင်တီတဆိုင်ပဲဖြစ်ပါတယ်ထိုဆိုင်ပန်းရှင်အားဆိုရင်ပြီးခဲ့တဲ့နှစ်နှစ်လောက်ကဆိုင်ရှင်မျိုးသားတည်ဆုံပြီးတဲ့နောက်၎င်းရဲ့မျိုးသမီးကဥဆောင်ပြီးတော့တုံးနေတာလည်းဖြစ်ပါတယ်ကိုရီးယားမှာရှိတဲ့မြန်မာအတိုင်းဝိုင်းတွေမှာတော့တချို့တွေကလည်း နောက်ထပ်အစဲခံခြင်းလို့လားဆိုပြီးတော့ပူပူကိုတတိပေးပြောဆိုတာကြီးလည်းရှိပါတယ်အမျိုးမျိုးပြောဆိုကြတာဖြစ်ပါတယ်